ချင်းပြည်နယ်ဟာခါမြို့ရဲ့မြေမျက်နှာသွင်းပြင်အနေထားအရအန္တရာယ်ရှိနိုင်တဲ့မြေနေရာတွေကိုဇွန်အလိုက်ခွဲခြားသတ်မှတ်ကလက်တလောအရေးပေါ်ကာကွယ်ရမယ့်လုပ်ငန်းတွေနဲ့ရေရှည်တည်တဲ့ခိုင်မြဲဖို့ထိန်းသိမ်းရမယ့်လုပ်ငန်းတွေကိုလေ့လာနေရလို့မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းကသိရပါဗျာ။ ဟာခမြို့မှာမိုးသက်ထန်စွာရွာသွန်းမှုတွေကြောင့်မြေပြိုမှုမြေအပ်ကွဲမှုစတဲ့တဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်ပြီးမြေသားထိန်းချုပ်မှုလုပ်ငန်းတွေဆောင်ရွက်ဖို့ဘူမိအင်ဂျင်နီယာလုပ်ငန်းတွေကိုအသေးစိတ်လေ့လာပြီးကနအူးလေ့လာဆန်းစစ်မှုတွေကိုပြုလုပ်သွားမှာဖြစ်ပါတယ်။ဥဆုံးအနေနဲ့ပညာရှင်တွေကဟာခမြို့မှာကနအူးလေ့လာကြမှာဖြစ်ပြီးသက်ဆိုင်ရာဒေသခံတာဝန်ရှိသူတွေနဲ့ပြည်သူတွေကိုလည်းအသိပညာပေးလုပ်ငန်းတွေဆောင်ရွက်သွားမယ်လို့သိရပါတယ်။ ဒီလေးလာဆန်းစစ်မှုတွေကနေတဆင့်လိုအပ်ချက်တွေကိုအကောင့်ထဲပေါ်ကူညီပေးနိုင်မှုချင်းပြည်နယ်ရဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအသေးစားအကြီးစားပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကိုကံမောဇာဘန်အနာကက်အလင်းတန်းဖောင်ဒေးရှင်းနိုင်ရကဦးအောင်ကိုဝင်းကဦးစီးပြီးပြန်လည်တည်ဆောက်သွားမယ်လို့သိရပါတယ်ဒါအပြင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာလည်းမြန်မာနိုင်ငံကုန်သည်ဆက်မှုအသင်းချုပ်ကညီနောင်အသင်းတွေစီးပွားရေးလုပ်ငန်းရှင်တွေကလည်းပံ့ပိုးကူညီသွားမယ်လို့ UNFCCIA ကသိရပါဗျ။